သူနဲ့ဆိုင်တဲ့သူတွေဟာဝိရသူရဲ့အကျင့်စာရိတ္တနဲ့တခုပဲနော်ကျွန်တော်အကြောင်းပြုပြီးတော့ရှားပွေနိုင်တဲ့ဒေါ်လာ9,200ကျော်တယ်နော်အဲ့ဒါလူပြောက်ရဲ့နှံမှုပဲအဲ့ဒီ passive စစ်ကွေးအာနာရှင်မင်းအွန်လိုင်းနဲ့တစ်သက်လူတစုကဒီအောက်တန်းစားရုံမှကောက်ကျင့်နေတဲ့ဒီလူတစုကိုဘယ်လိုမှပြောပိုင်ခွင့်မရှိဘူးလားအားလုံးမင်္ဂလာပါကျွန်တော် channel နဲ့ညနေပြန်နေပြီးတော့ကြိုဆိုလိုက်ပါရစေဒီကနေ့19ရက်နေ့အတွက်နေ့လည်ခင်ပိုင်းတင်ထူးမြတ်နေတူပေါ့နော်နောက်ပိုင်းမှာတော့တင်ကန်းအီချုံတဲ့ဝရသူနဲ့ ပကရုံကိုဆုံးမထားတဲ့ကျွန်တော်ဆီယမ်မန်တို့မြေဗီဒီယိုဖိုင်နဲ့အတူပေါ့နော်နောက်တစ်ပုံမှာကတော့ကျွန်တော်လေးစားရတဲ့ကိုစီရဲ့တတင်းလေးရဲ့နောက်ဆုံးပုံမှာကတော့ကိုခင်ကျော်ရဲ့မအားလာနေပေါ့နော်ဒီဘောမာတွေကိုဒဲဖြုတ်လိုက်တဲ့တတင်းလေးကိုပါစူးစစ်တင်ဆက်ပေးလိုက်ပါမယ်တတင်းသူတွေဖြစ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ဗီဒီယိုလေးကိုကြည့်ပြီးတဲ့နောက်ပိုင်းလည်းနော်ကျွန်တော်တို့အားရချင်တဲ့မှုရှိစင်မှာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်လည်းတူတူဆုံးထိလိုက်ပါကြည့်ဖို့တော့ကိုဖိတ်ခေါ်လိုက်ပါမယ်ဒါဆိုလို့ကျွန်တော်ကိုနှငယ်စားလိုက်အောင်အခုပထမဆုံးတင်ဆက်ပေးခြင်းတဲ့တင်ကတော့ဟုတ်ကဲ့ပါမြန်မာနိုင်ငံမှာ ပြည်ချင်းနိုင်ငံကလက်မှတ်နဲ့ပြည်ပထွက်ခွင့်မဲ့အလို့သမားတွေအားလုံးဟာဒီကနေ့မတ်လ18ရက်နေ့ကစပြီးစစ်ကောင်စီရဲ့ခွင့်ပြုချက်မရှိဘဲပြည်ပထွက်ခွင့်မရှိတော့ဘူးလို့ပြည်ပလုပ်ငန်းအေဂျင်စီတွေကရန်ကုန်ခေတ္တကိုပြောပါတယ်။မရရင်ပြီ။ဒါကတော့စစ်ကောင်စီရဲ့အလို့သမားဝန်ကြီးဌာနကနေမတ်လ10ရက်နေ့ကထုတ်ပြန်ထားတဲ့အမိန့်ကြေညာချက်ဟာဒီကနေ့မတ်လ18ရက်နေ့မှာစတင်အသက်ဝင်လာတာဖြစ်တယ်လို့ဆိုပါတယ်။လက်ရှိမှာတော့အဲ့ဒီလိုစစ်ကောင်စီရဲ့ကြေညာချက်ထက်ကအတိုင်းမြန်မာနိုင်ငံကပြည်ချင်းနိုင်ငံကလက်မှတ်နဲ့ပြည်ပထွက်ခွင့်မဲ့အလို့သမားတွေအားလုံးဟာ တို့စကောင်စီရဲ့ခွင့်ပြုချက်မရှိပဲပြပထွက်ခွင့်မရှိတော့ဘူးအကယ်လို့ပြပထွက်အလုပ်လုပ်မဲ့အလို့သမားတွေအားလုံးဟာစကောင်စီရဲ့အလို့သမားဝန်ကြီးဌာနစီမှာအ ਨੇ ဆုံး၅ရက်ကြုံပြီးခွင့်ပြုချက်တောင်းရမှာဖြစ်တယ်လို့လေပြပအလုပ်ကိုင်အေဂျင်စီတွေကပြောထားပါတယ်အဲ့ဒီအတွက်အရင်လုံးမြန်မာနိုင်ငံကနေပြပထွက်အလုပ်လုပ်မဲ့အလို့သမားတွေဟာ OWIC ကနိုင်ငံကူးလက်မှတ်လေရင်လက်မှတ်ရှိရုံနဲ့တော့ပြပထွက်လို့မရတော့ပဲစကောင်စီရဲ့အလို့သမားဝန်ကြီးဌာနရဲ့ခွင့်ပြုချက်ကိုမဖြစ်မနေတောင်းရတော့မှာဖြစ်တယ်လို့ သူတို့ခွင့်ပြုချက်ရမှသာတွားရမှာဖြစ်ပြီးသူတို့ခွင့်ပြုချက်မရရင်တော့လေဆိပ်ကနေပေးမထွက်ပဲပိတ်ထားမှာဖြစ်တယ်လို့ပြည်ပအလုတ်ကိုင်အေဂျင်စီပိုင်းရှင်တူကရန်ကုန်ခေတ်ကိုပြောထားပါတယ်ခင်ဗျာဖတ်မှာတော့မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကိုကင်ထားပါတယ်ဆိုတဲ့အချက်ဖက်စစ်ကောင်စီဟာအာခတတော်အေးအေးသိမ့်ပိုက်ထားတဲ့ရခိုင်ပြည်နယ်ကမြို့နယ်တွေမှာဘလို့တက်ရောက်မှုမှမရှိတော့ပဲလက်ရှိရခိုင်ပြည်နယ်ရေပိုင်နက်ထဲဝင်ရောက်လာတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ငါးဖန်သမား22ဦးကိုအာခတတော်အေးအေးကသာထိန်းသိမ်းဓာတ်တွေပြန်လွှတ်ပေးတာတွေနဲ့နေဆက်ပြတ်ကျော်ကိစ္စတွေကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အာဏာပိုင်တွေနဲ့အတူပူးပေါင်းဆောင်ရွက်နေတယ်လို့သိရပါတယ် လက်ရှိရခိုင်ပြည်နယ်ရေပိုင်နဲ့ဖြစ်တဲ့ဘူးတီတောင်မောင်တော်ဒေတာမှာတရားမဝင်တဲ့ဆက်ဖြတ်ကျော်ပြီးအကြိမ်ကြိမ်ဝင်ရောက်ငါးဖက်နေကြတဲ့ဘင်္ဂလားဒေ့ရှ်ငါးဖက်သမားတွေအရေးနဲ့ပတ်သက်ပြီးပူပေါင်းဖြည့်ရှင်းဆောင်ရွက်လိုတယ်လို့အာရခတ်တော်အေအေကပြောဆိုပြီးတဲ့နောက်မှာပဲဘင်္ဂလားဒေ့ရှ်ငါးဖက်သမား21ဦးကိုအေအေကပြန်လွှတ်ပေးလိုက်တာပါအဲ့လိုအာရခတ်တော်အေအေကပြန်လွှတ်ပေးလိုက်တဲ့ဘင်္ဂလားဒေ့ရှ်ငါးဖက်သမား21ဦးကိုဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နေဂျာဆောင်အာနာဘိုင်တွေကအေအေရဲ့တာဝန်ရှိတဲ့သူတွေနဲ့တွေ့ဆုံပြီးနေဆက်ဖြတ်ကျော်အရေးကိစ္စကိုအတူတကွဖြည့်ရှင်းခဲ့ကြတယ်လို့လေအာရခတ်တော်အေအေရဲ့ပြောရေးဆိုခွင့်ရှိသူဦးခိုင်တုခကပြောထားပါတယ်ဒါအပြင် အဲ့ဒီလိုမြန်မာဘင်္ဂလားဒေ့ရှ်နေဆက်မှာနောက်ထပ်ဖြစ်ပေါ်လာမယ့်တရားမဝင်နေဆက်ဖြတ်ကျော်တဲ့ပြဿနာတွေကိုလည်းအရကားတော် AA အနေနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့အတူတကွပူးပေါင်းပြီးထိထိရောက်ရောက်ဖြေရှင်းမှုမျှော်လင့်ထားပါတယ်လို့လည်း AA ရဲ့ပြောခွင့်ရဥခိုင်ဒုက္ခကမတ်လ15ရက်နေ့ကပဲထုတ်ပြန်ပြောဆိုထားပါသေးတယ်ခင်ဗျာတဖက်မှာတော့အချမ်းဖက်စကောင်စီတက်ကမန္တလေးတိုင်းအတွင်းမှာရှိတဲ့မြို့နယ်တွေမှာလူငယ်တွေရဲ့မိဘအုပ်ထိန်းတဲ့သူတွေကိုရက်ွက်ယုံခေါ်ပြီးတော့ကိုယ့်ရဲ့တပ်ပစ်သူတွေစစ်မှုထမ်းဖို့မဲရီနှိုက်ခိုင်းနေပြီးမဲပေါက်တဲ့လူငယ်တွေကိုစစ်တဲခေါ်သွင်းလိုက်ကြပြန်တယ်လို့ဒေသခံပြည်သူတွေကရင်ကုန်ခက်တယ်ကိုပြောပါတယ် ဒါကတော့မင်္ဂလိပ်တိုင်းမှာမက်လာ၁၂ရက်နေ့ကပြည်ကြီးတကုံမြို့နယ်မက်လာ၁၄ရက်နေ့ကမြသားမြို့နယ်နဲ့မက်လာ၁၅ရက်နေ့ကကြောက်စင်မြို့နယ်တွေမှာလူငယ်တွေရဲ့မိဘအုပ်ထိန်သူတွေကိုအချက်ဖက်စကောင်စီတပ်ကတပ်ဆိုင်ရာရက်ွက်ရုံတွေကိုခေါ်ယူခဲ့တယ်ဆိုပါလေအဲ့ဒီနောက်ရက်ွက်ရုံလဲရောက်ရောလူငယ်တွေကိုစစ်မှုထမ်းခိုင်းမှုအတွက်တပ်ဆိုင်ရာမိဘအုပ်ထိန်သူတွေကမဲနှက်ရမယ်ဆိုပြီးတော့မဲလိတ်တွေကိုနှက်ခိုင်းခဲ့တယ်လို့အဲ့ဒီမှာမဲပေါက်တဲ့လူငယ်တွေအနေနဲ့စစ်မှုထမ်းပါမယ်ဆိုပြီးမိဘဖြစ်တဲ့သူတွေကိုချက်ချင်းခံဝင်ကတိလက်မှတ်ထိုးခိုင်းခဲ့တဲ့အပြင် တားဖြစ်သူတွေကိုစစ်တပ်ထဲသွင်းဖို့အသင့်ပြင်ခိုင်းခဲ့တယ်လို့ဒေသခံပြည်သူတွေကပြောထားကြပါတယ်။လက်ရှိမှာတော့နိုင်ငံတော်အကြီးအကျယ်ဆစ်ရှုံးပြီးနေမျိုးတွေလက်လွတ်နေရတဲ့အချက်ပစစ်ကောင်စီတပ်ဟာတစ်ဖက်မှာတော့လူငယ်တွေကိုစစ်မှုထမ်းဖို့ဤပေါင်းစုံနဲ့ဖန်စီပြီးရက်တိုတင်နဲ့ပေးပြတာနဲ့ရှေ့တန်းတွေပို့နေရမှာရှေ့တန်းတိုက်ပွဲတွေအတွင်းအသီးသီးတိန်နေကြတဲ့စစ်သားတွေတွေမှာစစ်မှုထမ်းလူငယ်တွေလက်ဒုနဲ့ဒေးကိုပာနေတယ်လို့တော်လန်ရေးသတင်းအရေးမြစ်တွေကပြောထားကြပါလိမ့်မယ်။ မရိုင်းနေပြတဆက်ထဲမှာပဲ ARD တိုင်းကကန်ဂျီဒေါင်းမြို့နယ်မှာအခချင်းငွေနဲ့လူစားထိုးခံရတဲ့စစ်မှုနဲ့တသားတဲ့မောင်စင်ဘိုဘိုဆိုတဲ့သူဟာရှေ့တန်းတိုက်ပွဲမှာပဲသေဆုံးသွားပြီးသူ့မှာလေဖြတ်နေတဲ့ဖောက်ကင်ဖြစ်သူကြံရစ်ခဲ့တယ်လို့စစ်ကောင်စီတပ်ကတော့ရော့ဂျင်းနဲ့ခန်းစား권လည်းဘာတစ်ခုမှမပေးဘူးလို့ဒေတာတွင်းသတင်းရှင်းမိကရန်ကုန်ခေတ်ကိုပြောပါတယ်ဖြစ်စဉ်ကတော့မတ်လ10ရက်နေ့ကပဲ ARD တိုင်းကကန်ဂျီဒေါင်းမြို့နယ်မှာအခချင်းငွေနဲ့လူစားထိုးခံရတဲ့စစ်မှုနဲ့အပစင်6တသားတဲ့မောင်စင်ဘိုဘိုဆိုတဲ့သူဟာရှေ့တန်းကတိုက်ပွဲမှာသေသွားပြီးဆိုတဲ့အကြောင်းကိုစစ်ကောင်စီတပ်ကမိသားစုစီအကြောင်းကြားလာတယ်ဆိုပါတယ် အဲ့ဒီလိုရှေ့တန်းမှာတည်သွားတဲ့စုမနတတတဲ့မောင်စင်ပူပူဆိုတဲ့သူဟာကံကြီးတော်မြို့နယ်ရေတွင်းစိတ်အုပ်စုမှာနေထိုင်တာဖြစ်ပြီးသူကိုအခချင်းငွေနဲ့စစ်မှုထမ်းမှုလူစားထိုးခံရတာဖြစ်တယ်လို့သူတေဆုံးတဲ့အချိန်မှာတော့လေးဖြတ်နေတဲ့ဖခင်ဖြစ်သူကြင်ရင်ခဲ့ပြီးစစ်ကောင်စီတပ်ကတော့ရော့ဂျင်းနဲ့ခန်းစားကွင်းလဲဘာတစ်ခုမှမပေးဘူးလို့ဒေတာတွင်းသတင်းရှင်းပြကပြောထားပါတယ်ခင်ဗျအဲ့ဒါပဲကြည့်လေဗျာနော်တဖက်မှာတော့ကချင်ပြည်နယ်ဘုံဘုံမြို့မှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေတဲ့အချိန်ဂျပန်စစ်ကောင်စီတပ်ကတိုက်ပွဲနဲ့မဆိုင်တဲ့ခရီးရန်ဘာသာဝင်တို့ရဲ့အထုမြတ်ထားရစိန့်ပက်ထရစ်ဖျားရှိခိုးကြောင်း တင်းအောင်ဆရာကြီးနေအိမ်ရုံကန်နဲ့စာတင်ချောင်းကိုရည်ရွယ်ချက်ရှိရှိမိရှုဖြက်စီလိုက်တယ်လို့ဗမော်မြို့ကန်ပြည်သူတွေနဲ့ KIE သတင်းရှင်းပြကပြောပါတယ်ဖြစ်စဉ်ကတော့လက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ဗမော်မြို့မှာမတ်လ16ရက်နေ့ဖြစ်တဲ့မနေ့ကညနေပိုင်းမှာပဲအချမ်းဖက်စကောင်းစီတက်ကခရီးရန်ဘာသာဝင်တို့ရဲ့အထွတ်မြတ်ထားရာဗမော်မြို့စိန့်ပက်ထရစ်ဘုရားရှိခိုးကျောင်းကိုရည်ရွယ်ချက်ရှိရှိမိရှုဖြက်စီသွားတယ်ဆိုပါတယ်အဲ့ဒီလိုအချမ်းဖက်စကောင်းစီတက်ရဲ့မိရှုဖြက်စီမှုကြောင့်စင်ပထရစ်ကက်သလစ်ဘုရားရှိခိုးကျောင်းဟာမိလောင်ပြချသွားတဲ့အပြင်တင်းအောင်ဆရာကြီးရဲ့နေအိမ်ရုံးကနေစတင်ကျောင်းမှာမိလောင်သွားတယ်လို့ဗမော်ဒေသကပြည်သူတွေကပြောထားပါတယ် လက်ရှိဗမာမျိုးသိန်းတိုက်ပွဲကို KIEP ရဲ့ပူးပေါင်းတပ်တွေကအကြီးအကျယ်ဆင်နွှဲနေတဲ့အချိန်စစ်ကောင်စီရဲ့တက်စကန်တော်တော်များများကိုလည်းတော်လိုင်းရေးတပ်တွေကသိမ်းပိုက်ထားတဲ့အတွက်အထိနာနေတဲ့အချမ်းဖက်စစ်ကောင်စီတပ်ဟာဗမာမျိုးမကြရေးအတွက်လေကြောင်းပစ်ကူတွေနဲ့ပါအသေးအံခုခံနေရတဲ့အချိန်မှာပဲအခုလိုတိုက်ပွဲနဲ့မဆိုင်တဲ့ဘာသာရေးအဆောက်အုံတွေကိုပါမိရှုဖြက်စီးတာတွေလှုပ်လာနေတာဖြစ်တယ်လို့ KIE သတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာမင်းတို့ဘလောက်ပဲရုံမှာရုံမှာပေါ့နော်မင်းတို့ရှုံးမှာရှုံးမှာပဲဒီလားနော် အဲ့ဒါကြောင့်မင်းတို့ကောင်တွေတမင်းဝအောင်စားတာမင်းအောင်လိုက်နေမင်းတို့ဘောမတွေလည်းအတိုင်းပဲမင်းတို့ကြာရှုံးမှတခြားနော်ဒီပွဲကငါတို့ပွဲငါတို့ပြည်သူတွေရဲ့ပွဲဆိုတဲ့အတွက်မင်းတို့ block ပဲယုတ်မှယုတ်မှမင်းတို့ယုတ်မှတာမှလည်းမင်းတို့ပြန်ခံရမယ်အဲ့တော့တော့မင်းတို့မှတ်ထားလိုက်နော်ဟုတ်ကဲ့ပါဒါတော့ဒီကနေ့နေ့လည်ခင်းပိုင်းနောက်ဆုံးကြတဲ့သတင်းထူးလေးပဲဖြစ်ပါတယ်ဆိုတော့သတင်းလေးနဲ့ပတ်သက်ပြီးတော့ကိုထမင်းချက်ကိုမှတ်မှရေးခဲ့ပြပါဦးဒါဆိုရှင်ရင်ကျွန်တော်နောက်တစ်ပုတ်အနေနဲ့ပေါ့နော်တင်ရရေရုံထားတဲ့ပောက်ကရုံနဲ့ဝရတူတို့နှစ်ကောင်ဆုံးမလာတဲ့ကျွန်တော်တို့ဆီမန်နေမြေဗီဒီယိုဖိုင်ကိုကြည့်လိုက်အောင် 啊，这万工资很多，隔了一堆，隔里的稍微偏点了嘛。哎，就业民工不多少，一边还有隔里招工啊，大还有多批了嘛？从这边应我们还过来一批的这家，工人呢，多留不下多的。民工啊，你忙着留不住，明天大概好多应该哪给大家，我着留不住了，忙着让你去了，干呢，大概我不回家。啊，那是你们那那耶，去那个家，啊，我们赣州这边比较热闹呗。民工啊，你大概我们大部分忙着留不住，啥地方？大概你大多你家的。 ဲတကားတော့ကာယုံကြည်ဒီလူတို့ရဲ့အခြေအနေကိုသိအောင်နေကြတာပါနော်ဆိုတော့အခုဒီ we are to ပြောထားတဲ့အဲမှာတပတ်ခါဆိုတဲ့တနင်္လာနေ့မှာဘောမရဲ့အเจ้าမှာတက်နေတဲ့ ကလေးတွေကတော့စံပွဲဂိုင်းမှာသွားဖြစ်မယ်စကိုင်းမှာစံပွဲဖြစ်မယ်ကိစ္စကမန်လေးကိုရေချောင်းလမ်းနဲ့သွားမယ်ရေချောင်းလမ်းကနေမန်လေးရောက်မယ်မန်လေးကနေမှကားနဲ့စကိုင်းသွားမယ်လို့ပြောတယ်ပြီးသူဒီရဲ့ဒုက္ခတွေကိုတိဖို့ရန်အတွက်တကားကိုပြောပြတယ်တဲ့တကားမင်းအွန်လိုင်းမှာအားဘူးဆိုတာ तू မသိဘူးမနေ့ကပြောသလိုပဲတော်လာရေးကိုတွန့်ပုတ်ခဲ့တာနင်းတို့ဖြစ်တယ်ဒီနေ့ကျမတို့မြန်မာနိုင်ငံမငြိမ်မသက်အောင်လှုပ်ဆောင်ခဲ့တာလည်းနင်းတို့ဖြစ်တယ်ဒီနေ့နင်းတို့ဝိရသူတို့ဒီပောက်ကဒုံတို့ဝါတော်ဝတို့ဆိုတာဟာစစ်ခွေးတွေကိုအခွင့်အကောင်းယူပြီးမှမြန်မာနိုင်ငံမှာခြေလေ နေတဲ့မိစ္ဆာတွေဖြစ်တယ်เนาะကျွန်တော်တော်လိုင်းရဲတွေကိုတပ်ဖြတ်ချင်နေတဲ့ဝိရသူဖွင့်ထားတဲ့အကြောင်းကအကြောင်းသားတွေဟာနိုင်ငံရေးဆိုပြီးမှဘာသာရက်နဲ့နဲ့မတင်ပေမဲ့လည်းပဲဒီနဲ့ဒီ PDF တွေကဘလို့လုတ်တယ်ဒီ PDF တွေကငိုတို့မြန်မာနိုင်ငံကိုဘလို့ဖျက်ဆီးတယ်ဆိုတဲ့စကားတော့ပြောမှာပဲဒါကြောင့်ဝိရသူနဲ့ဆိုင်တဲ့သူတွေဟာဝိရသူရဲ့အကျင့်စာရိတ္တနဲ့တခုပဲเนาะဒါကြောင့်ဒီနဲ့ကျွန်တော်စစ်ခွေးကိုပပျောက်အောင်တိုက်ခိုက်နေတဲ့အချိန်မှာစစ်ခွေးတွေရဲ့ဘောမာတွေလည်းပါတယ်အခုဗီဒီယိုတော်တော်လေးကြည့်ရအောင်เนาะ လူစစ်တာဒါကလက်လောက်ကြည့်ဟမ်ဒီစက်ကိုဒီရဲ့နိုင်ငံတော်ဒီတဲ့ဒီဘွက်ဒီပါရဲ့ဆိုတော့ကျွန်တော်ကတော့ဆိုင်ဒီဘွက်ဒီပါရဲ့ပေးတယ်เนาะမြေလူစစ်တွေဟိုတော့မှမြေဘွက်ဒီပါရဲ့ပေးတယ်ဆိုတော့ဒက်ဖနိုရိုက်ဆိုလည်းပေးမှာပဲเนาะကျွန်တော်တို့တော်လိုက်ရဲတွေက သူ့ကိုဖုံးကြည့်လို့လက်ခံထားတာတော့မဟုတ်ဘူးဒါပေမဲ့သူ့ကိုသူကတော့ဥစဉ်ဖြစ်တယ်လို့ပြောတယ်ဆဲယုံမှာဒုက္ခတာဖြစ်နေတဲ့သူတို့ရဲ့ခွေးပြဝက်ပြဲတွေကိုပိတ်ဆံသွားကူတာအခုသူ့ရဲ့နောက်မှာလိုက်ပါလာတဲ့ဒီလိန်ပန်းကင်ပေးနေတဲ့သူဟာတုံးပွင့်ဘူးဖြစ်တယ်ဆိုတော့တုံးပွင့်ဘူးကိုလိန်ပန်းကင်ခိုင်းပြီးမှသူကပတ်ဆံလိုက်ဝေနေတယ်ဆိုတာကသူကတုံးပွင့်ဘူးရဲ့ထက်ထဲမှာရှိနေလို့မဟုတ်ဘူးလားဖုံးကြည့်ကဖုံးကြည့်အလုံးမလုပ်ဘဲနဲ့ တုံးပွင့်ဘူးရဲ့အထက်ထဲမှာရှိတယ်ဆိုတဲ့အဥ္စာကိုပြချင်လို့နင်းတို့ကဒီလိုလုပ်နေတာလား၁၂တန်းចောင်းသားတွေကိုတော့တနာပါတယ်ဒါပေမဲ့ဒီနေ့ကျမတို့တော်လာရဲတွေကိုအမြဲတမ်းရမ်းရှာပြမှာကျတို့အတွက်စုခလုတ်ကြီးဖြစ်နေတဲ့ဝိရသူကိုကျတို့တော်လာရဲတွေမလုပ်ရမလဲဆိုတာတော့ကျတို့ပြောဆရာမလိုဘူးเนาะโอเคပါဒါတော့ဆရာမနွေမြေရဲ့တင်းလေးပဲဖြစ်ပါတယ်ဆိုတော့ဒီရဲ့ ground နှကောင်ဆုံးမထားတာတော့တော်တော်လေးကောင်းတာပါเนาะဆိုတော့အချက်လက်လေးနဲ့ပြောတော့ရယ်နောက်ပြီးကျတို့မှသူတို့တင်ကန်းရေခြုံထားတာလဲကျွန်တော်ပြည်သူအားလုံးတီးပြီးထားပဲပေါ့เนาะဆိုတော့ ပါဇက်ကရာမျိုးဘာသာတာနာခုချိန်မှာကျွန်တော်တို့ဘုံเจ้าနေရောခရစ်ယာန်เจ้าနေရောအားလုံးကိုပေါ့နော်ဘုံချဲပြီးတော့မှကျွန်တော်တို့ပြည့်မဲ့ပြည်သူတွေကိုတတ်ဖြတ်နေတယ်တန်ဃာတွေရောတတ်ဖြတ်နေတာကိုကြာသူတို့ပါဇက်ပါဝါဘာမှမပြောတော့အဲ့ဒါကိုကြည်ချာဖြစ်ပေါ့နော်ဒီကောင်တွေကဘလောက်ထိပါရာစီကကြာနေလဲနောက်ပြကြတော့ဘတ်လိုက်တယ်ဘလောက်ထိလားကျွန်တော်တို့ပြည်သူကိုတတ်ချင်တယ်ကျွန်တော်တို့ PDF တွေကိုဘလောက်ထိနင်းနင်းချင်လဲဆိုတာကိုတိမှဖြစ်တာပေါ့နော်အဲ့ဒါကြောင့်ဒီနှကောင်ကိုကျွန်တော်တို့လူပြည်မှာလဲမရှိတဲ့လို့ပေါ့နော်ကဘာမှလည်းမရှိတဲ့အကောင့်တွေဖြစ်တဲ့အတွက်ပေါ့နော်အများဆုံးတုတ်တင်နိုင်ဖို့အတွက်ကိုကျွန်တော် ဆူတောင်းပေးပါတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ဘယ်ပဲကျွန်တော်ညကောင်မမများနေနေလဲပေါ့နော်အဲ့လိုမျိုးစစ်တက်လေးရှိမဲလို့လဲကျွန်တော်ပြောလင်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်နောက်တစ်ပုတ်နေတယ်ပေါ့နော်ကျွန်တော်လေးစားရတဲ့ကိုစီရဲ့တည်င်းလေးကိုကြည့်လိုက်အောင်တည်င်းကတော့အမေဆုရဲ့တားငယ်ရနေပြီပေါ့နော်အမေဆုအမွေနွေ campaign လေးကိုလုပ်ထားတဲ့တည်င်းလေးဖြစ်ပါတယ်ဆိုတော့ဒီရဲ့တည်င်းကိုကြည့်ပြီးနောက်ပေါ့နော်ကျွန်တော်တို့အတွက်ခွန်အားရစီမှာဖြစ်တဲ့အတွက်ကျွန်တော်တို့တို့အဆုံးတိလဲပါချစ်ချူပါခင်ဗျာတိတ်ခချုံလို့လုံရင်ကြံပြခဲ့တဲ့ခြေအောင်တန်မိုးရှိတယ်ဆိုတဲ့စကားလိုပဲဒေါ်အောင်ဆန်းစုကြည်ရဲ့တာကင်မနာနော်အမေရိကန်နိုင်ငံကိုလာပြီးတော့ဒီမှာ ရမုံငွေပွဲတစ်ခုလုပ်တယ်အဲ့ဒီပွဲကောင်းစီတော့တောင်းဆုကြီးရဲ့အသက်80ပြည့်မွေးနေ့အထိမ့်မှာအဲ့ဒီပွဲမှာဒေါ်လာ9000ကျော်ကိုရမုံငွေအဖြစ်ရှာဖွေပေးနိုင်ခဲ့တယ်မြန်မာပြည်သူတွေအဒီလက်ရှိနော်စစ်အာဏာတိမ်းမှုမှာမြန်မာပြည်တွေခံစားနေရတဲ့ဒုက္ခတွေဒါရမုံငွေလိုနေတာအားလုံးသိတယ်အဲ့ဒီအတွက်တော့ဒီကင်ကကင်တယောက်ကိုအကြောင်းပြုပြီးတော့ရှာဖွေနိုင်တဲ့ဒေါ်လာ9000ကျော် နော်အဲ့ဒါလူပြောက်ရဲ့တန်ဖိုးပဲနော်ဒီဘွဲမှာဒီဒေါ်လန်စုကြည်အန်လီဆွေးလက်ထံကစီဝါအကြံပေးဆောင်တာနဲ့တက်ရောက်တယ်ပြီးလို့ရှင်တန်မကြီးဦးကျော်မထွန်းတက်ရောက်တယ်တန်မကြီးဦးကျော်မထွန်းနဲ့ဒီကင်မနဲ့တွေ့ဆုံပြီးတော့စကားတွေပြောခဲ့ကြတယ်နော် တက်ရောက်လာတဲ့ပြည့်တဲ့ဘောင်မှာထောင်ကျော်တယ်လူတော်တော်များများအောင်တက်ရောက်ပြီးတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကဒေါ်လန်စုကြည်တာဒေါ်လန်စုကြည်ဒီအစိုးရအဖွဲ့မှာနော်အားလုံးတည်တဲ့အတိုင်းနိုင်ငံတော်အတိုင်းအမြန်ပုံကိုကြီးငါးနှစ်လောက်ခဲ့တယ်အဲ့ဒီချိန်မှာအခုထိဒေါ်လန်းစုကြည်ကိုဆွဆွဲထားတာနော်အဂရီလိုက်စားမှုတွေရောဘာတွေရောဒါပေမဲ့ဒေါ်လန်းစုကြည်ကအခုချိန်တော့မသိဘူးပထမဒေါ်လန်းစုကြည်ကလက်သမားလောက်ပြီးတော့တူအတက်မွေးဝမ်းချောင်းကိုတူရှာဖွေပြီးတော့နေတဲ့လူတရားအင်းနော် ဲ့တော့ဘူဂျုံအောင်ဆန်းကနေဆင်းသက်လာတယ်ဒေါအောင်ဆန်းစုကြည်နဲ့နော်တူတာကနေအခုအောင်ဆန်းဦးတို့အောင်ဆန်းလင်းတို့ပေါ့ထားဒေါအောင်ဆန်းစုကြည်မိသားစုကြည်လိုက်တယ်ဒေါအောင်ဆန်းစုကြည်မိသားစုဟာမြန်မာပြည်ကနေအကျိုးစီးပွားရှာပြီးတော့ကော်မတီထောင်ထားတာရှိတာဒေါအောင်ဆန်းစုကြည်ပိုင်တဲ့ကော်မတီတစ်ခုမြန်မာပြည်မှာမပြောနဲ့ကုံစုံဆိုင်အောင်မရှိပါဘူးနော်အားလုံးသိတဲ့အတိုင်းဒါပေမဲ့လို့ဒေါအောင်ဆန်းစုကြည်မိသားစုကိုနီးမျိုးစုံနဲ့တိုက်ခိုက်ခဲ့ကြတယ်ဒါပေမဲ့ဘလောက်ပဲတိုက်ခိုက်တိုက်ခိုက်ဒေါအောင်ဆန်းစုကြည်ဆိုတာအယောင်မမိန်ပါဘူးဒေါအောင်ဆန်းစုကြည်ဒီမပြောနဲ့အမေစုကြည်မပြောနဲ့သူ့ရဲ့တပ် ါအခုသူတို့တားကြီးကတော့အမေကိုလုံးဝဆက်သွယ်မလုပ်ဘူးဒီဘက်နဲ့လုံးဝဟိုမပတ်သက်ဘူးလို့ကြားသိရတယ်ဒါပေမဲ့ဒါလည်းကိုချင်းစားပါလေချင်းချင်းပြောရင်တော့ဒီကိုထိန်လေးကိုတွေ့ရင်တော့မှကျွန်တော်တို့ပုံလေးတွေ့တော့မှမျက်နှာပူတယ်သူတို့ကလူမမယ်အရွယ်ဘဝတည်းကဒီမအေးကသူတို့ကိုပစ်ပြီးတော့သူ့တိုင်းပြည်အတွက်သူတွားဘဝတွေဇစ်သေးနေတာနော်ဖန်းစီကန်တိတယ်ထောင်ကြကန်တိတယ်ဒါရီနာဆိုမပြူအမျိုးဆုံးနော်နိုင်ငံပိုင်ရုပ်တံမီဒီယာတွေအစနော်အပုတ်ချတိုက်ခိုက် နားမယ်ဆိုရင်နားချင်းစရာကြီးသူတို့ကဘာအကျိုးမြတ်ရလဲဆိုဘာတကူမှလည်းအကျိုးမြတ်မရဘူးဒါပေမဲ့ဒီနေ့အချိန်ထိအမေဘက်ကနေမမမမရက်တိပေးတဲ့ဒီတားငယ်ကိုမြန်မာပြည်သူတွေကိုစားအရန်ပဲကျေးဇူးတင်ပါတယ် ကျွန်တော်တို့ဒီနိုင်ငံဟာရှင်းရှင်းပြောရင်တူရဲကောင်းနေတယ်မတန်ဘူးဗျ။တော့ဘေးတွေဖြစ်တာတွေကတိုင်းပြည်အတွက်အစွမ်းအစရှိတဲ့လူဆောင်ကဥပမာဗဘဲမောင်တင့်တယ်။ဗဘဲမောင်တင့်တယ်ဆိုရင်တွက်သူကာယပလအားကောင်းလို့နော်ဗဘဲထုတဲ့နေရာမှာအားကောင်းတဲ့အတွက်ဒီကပေတံပိန်ပိန်ပိန်ဆိုတာအဝေးရကြတယ်သူအားရှိလို့သူလုံးလုံးနိုင်လို့လုပ်တာအစွမ်းရှိတယ်။ဒါပေမဲ့တော့ဘာဖြစ်လဲ။အာဘေးယုံသွားပြီးဂုံးတင်လျှောက်ထားတယ်နော်။ရှင်းမကြီးကမောင်တင့်တယ်ကတည်းကလူလူလက်နဲ့ဆူဆောင်တယ်ဒီကောင်ကာယပလအားအောင်နဲ့မင်းမင်းကြီးကိုနော်။ရှင်းမကြီးကိုနားလူမဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးအဲ့တော့မြန်မာပြည်မှာလည်းခေါင်းဆောင်ဖြစ်တဲ့နော်လူတွေထဲမှာကောင်းတဲ့လူရှိတယ်အဲ့ဒါလို့ဘေး ူများမျက်ပေးတာလည်းဘူမန်မတိဘာမန်မတိတဲ့ကောင်ကြီးอ่ะဒီနေ့မင်းအောင်နိုင်ငံဇွန်မဲလုံးလို့ခင်မှာမဟုတ်အရင်ခက်တာတွေရှိတယ်အဲ့တော့ဘာဖြစ်တူရဲကောင်တွေဆုံးချုံးခဲ့ရနော်ဒီလိုအာနာယူနေကြောင်းမြန်မာနိုင်ငံမှာတူရဲကောင်တွေဆုံးချုံးခဲ့ရဟိုရှင်ဘရင်ခက်တာတွေပြန်ကြည့်မှာဆိုပြီးလက်ရီးလို့မနိုင်တော့နော်အခုဒီနေ့ခင်မှာတလူပဲဒေါ်ဆန်းစုကြည်ဒီမြန်မာနိုင်ငံကနေအကျိုးအမြတ်လုပ်မယ်ဆိုရင်ဒေါ်ဆန်းစုကြည်မပြောပါနဲ့ဦးဝင်းနဲ့အစင်းလာမယ်မေးချဦးဝင်းမေးဆိုတာဒီ အဲ့ဒီခေါင်းဆောင်ထဲမှာပါပေမဲ့ဒေါအောင်ဆန်းစုကြည်လိုမျိုးတက္ကပါလုံးကလေးစားတဏ္ဍာရီကလုံးကလူတို့ခေါင်းဆောင်ဖြစ်တတ်မှတ်ထားတဲ့အဆင့်ကိုမရောက်သေးဘူးနော်ဒါပေမဲ့ပြည်သူတက္ကပါရဲ့အဖြစ်တချိန်ကလည်းဒီ NLD မှာပေးဆက်လာတဲ့ခေါင်းဆောင်ဖြစ်နော်ပြည်သူတွေကခေါင်းဆောင်ထဲမှာတယောက်ပါဝင်ဖြစ်ဖြစ်ရှိတယ်ဒါကိုဝင်းမြင့်တို့လူမျိုးတော်မှာဘလောက်ပေးပြီးတော့သူတို့စီးယုံခဲ့နိုင်ငံကြီးမလုံနဲ့နော်ဘလို့လို့ကိုဝင်းမြင့်မိမဆိုရင်ဒါဆန်ဆက်ပိုင်ရှိတယ်နော်နေဒီမှာတကယ်အဲ့ဒီခေတ်ကဆန်ဆက်ပိုင်ရှိတယ်တကယ်တထေးတယ်ဒါပေမဲ့အဲ့ဒီဘဝကနေနော်လုတ်စားလို့မရတဲ့အထိညိုးစုံတိုက်ခိုက်ခဲ့တာနော်နောက်ဆုံးနေရာမရှိတော့ရန်ကုန်မှာလာနေရန်ကုန်မှာနေတဲ့အချိန်မှာသူများ တိုက်ခန်းကိုငားပြီးနေတဲ့အချိန်မှာတိုက်ခန်းပိုင်ချင်းကိုထောင်းလိုက်ရပြဿနာရှာပြဿနာရှာနောက်ပါဖြစ်လာတယ်ဦးဝင်းမြို့တို့ကိုတိုက်ခန်းပိုင်ချင်းနေတော့တိုက်ခန်းမှာငားရဲတော့တဲ့အနေထားလေးဖြစ်လာဒါပေမဲ့တစ်ဖက်မှာကျတော့ဖိယုံထားတယ်မင်းနိုင်ငံမလုပ်ပဲနေမလားနိုင်ငံမလုပ်ပဲနေကုမ္ပဏီဘယ်နှခုပေးမလဲအဲ့ဒီကိကကုမ္ပဏီဆိုလားအားလုံးတိတဲ့တိုင်းတော့အဲ့ဒါလိုအနေထားကနေစီးရုံနဲ့အဲ့တော့ဦးဝင်းမြို့ကိုတော့မှသူတို့ဒါလိုစီးရုံပြီးဒါလိုလုပ်ပိုင်ခွင့်ကိုပေးမယ်ဆိုရင်ဒေါ်အောင်ဆန်းစုကြည်လိုလူမျိုးဟဲ့ဒီစပီသူကိုတော့ကြောခိုင်းပြီးတော့ဒီစကောင်းဆောင်တွေအကြိုက်နေပြလိုက်တယ်ငွေကိုလမ်းခင်းပြီးရှောက်လို့ရဒါလူတိုင်းနဲ့တိပါလေဒါပေမဲ့ဒေါ်အောင်ဆန်းစုကြည်ဒီနေ့ချိန်ကြီးပြည်သူကိုဘာကြောင့်မျက်နှာမလွှဲတာလဲသူ့ရဲ့ ရင်ထဲကတီထတမာတိပဲသူ့ရဲ့တမာတိကဘယ်လိုမှဖြက်ပြဲလို့မရဘူး။ဒါကြောင့်မလို့ပဲတိုက်တဲ့နောက်သူ့ကိုတိုက်ခိုက်ကြနော်။တိုက်ခိုက်တာအရင်ခက်တာတွေအခုဒီနေ့ခက်တိုက်ခိုက်ရဆိုတော့အဲ့ဒီတော့ရှိတယ်။အရင်ခက်က Facebook လည်းမရှိဘူး Social Media လည်းမရှိဘူး။ဒီဘက်ညွာမှာလူတက်မှုပြစ်တာဟိုဘက်ညွာကိုတောင်းရအောင်ကြာမတီးရတဲ့ခက်မှာတော့နိုင်ငံပိုင်းရုတ်တန်နော်။ Radio တင်းစားညီမလေးတို့ကျင်းပုံလို့ကညိုးစုံညုတ်ညုတ်မှမှရိုင်းရိုင်းဆန်းဆန်းတိုက်ခိုက်တယ်။အဲ့တော့တိုက်ခိုက်တာတွေကဘာတူလဲ။ပြန်ကြည့်နေတော့။သူတို့သူတို့စစ်သားအရင်မှကြီးတွေတို့ခံယူထားတဲ့အာဏာယူတွေရှက်စရာကြီးသူတို့ကတော့မချက်ဘူးလားမသိဘူး။အခုဆိုမေဝင်းခက်တာတွေကဒေါ်မဆန်းစုကိုတိုက်ခိုက်ကြတာ။ ော်နေဝင်းလို့စောမောင်လို့တန်းရွေလို့ခင်ညွန့်လို့အာခက်တကောင်ပြီးတကောင်တာအောက်တန်းစားတွေပြောင်းနေပါတယ်ဒေါက်အောင်ဆန်းစုကြည်ဒီနေ့ချိန်ဒီညနေအခုဖမ်းပြီးထောင်ထဲထားတယ်ခက်ထားလေလူလာဖမ်းပြီးထောင်ထဲထည့်လို့ရမယ်ဒေါက်အောင်ဆန်းစုကြည်ဂုံပုတ်ကိုဘာမှလုပ်လို့မရဘူးချက်ချက်တက်လို့ဖြစ်အခုအမှုတွေမြောင်များစွာဆွဲထားတယ်နော်မင်းအောင်နေဒေါက်အောင်ဆန်းစုကြည်ကိုနောက်ဆုံးဒေါက်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးတပ်ဖွဲ့မှာကင်တဲ့အိုင်ကွန်စကားပြောဆက်ကစားနော်အမှုစင်ပြီးဆွဲတယ်ဆိုတော့အိုင်ကွန်စကားပြောဆက်တွေဟာတနိုင်ကန်လုံးမှာနှလုံးကန်နဲ့တုံးလုံးကန်နဲ့ကောင်းနေဆိုရင်လေတကားပြောသူဆက်လေးအောင်ပြောနေအထိုင်ဆက်နဲ့ကန်ပြီးတော့တိုင်ထောင်ပြီးတော့နှလုံးလေကတုံးလုံးလေကြောင့်တင်းတာ ်ဂုံစီးတွေကိုရောဟာမှာတော်ရောမှာတော်လုံးလေးပေးထားတယ်နော်ဒီတော့ဆောက်တင်တာသူတို့စကားပြောစကားလေးမပြောနဲ့နော်အဲ့လိုအနေထားမှာတော့ဒေါ်ကလန်းစုကြီးကလုံကြုံရေးတက်မှာမှာဒီဆက်တွဲလို့အမှုတရားစွဲတယ်ဆိုတော့စွဲခံထိတဲ့သူကတော့ဘာမှမသိဘူးဘာမှမသိဘူးတူဘဝကဒီတိုင်းမျိုးအားလုံးကိုပြစ်ဆက်ထားပြီးတာဒါပေမဲ့စွဲလိုက်တဲ့သူတွေအဖို့ဘလောက်လွတ်တန်ဖို့မဲ့သွားလဲဆိုတာပညာရှိတိုင်းကြည့်တယ်အတိတ်တရားရှိတဲ့လူတွေတိုင်းကြည့်တယ်နော်အဲ့တော့လက်ရှိဒေါ်ကလန်းစုကြီးစွဲထားတဲ့အမှုကောင်ကဘာတွေလဲမသိဘူးချုပ်ချက်ခံနေတယ်နော် ဒေါ်စန်းစုကြည်ဘေးသားမှာနေတဲ့ဒီလုံခြုံရေးတပ်ဖွဲ့ဆိုတာဒေါ်စန်းစုကြည်ကိုလည်းဖွဲ့စည်းထားတဲ့အဖွဲ့မဟုတ်ဘူးလေမင်းအောင်မရဲ့လက်အောက်တီတဲကြီးတီတဲကြီးအောက်ကနေခြာပေးထားတဲ့အဖွဲ့စည်းသူ့လူတွေပုံချယ်ရီခန့်အောင်ရှင်းပြောရင်သူ့လူမဟုတ်ဘူးဒါပေမဲ့လို့ဒေါ်စန်းစုကြည်ရဲ့မြစ်တာရန်တူတော်မှာစစ်စစ်ကြည့်ပြီးတော့ဒေါ်စန်းစုကြည်ကိုရိုင်းနေတဲ့စကားမပြောရဘူးနောက်ခိုင်းမှာ꿰ရမှာနာမိန်းမလုံးမိန်းမချပြောရင်ပြောကြလိမ့်မယ်ဒေါ်စန်းစုကြည်နဲ့မျက်နှာချင်းဆိုင်တဲ့အချိန်မှာတိတ်ဆိတ်ရုပ်ကြည့်နော်ဒီဘက်ကမင်းအောင်နိုင်ရုပ်ကြည့်ပြောရဲကြသေးလားအေးအဲ့ဒါပဲအဲ့ဒါလူပြောက်ကတန်ဖို့ဒါကြောင့်မလို့အခုဒေါ်စန်းစုကြည်တတ်အရန်ကျွန်တော်တို့အားနာတယ်ဟိုတန်ဖို့လည်းမဖြစ်နိုင်ဘူးဘာဖြစ်လို့လဲ ဒေါန်ဆန်းစုကြည်တားဟာတူငယ်ငယ်လေးတည်းကတူ့ကိုနောက်ဆုံးပြန်စဉ်းစားကြည့်ကိုညစ်ဆန်ကြည့်ဟိုဝတ္ထုတစ်ပုဒ်လိုရုပ်ချင်တာတစ်ပုဒ်လိုတွေးကြည့်လိုက်မယ်ဆိုရင်ငောင်းကိုတူတွေကလူမမာလေးတူဖေရလည်းနောက်ဆုံးထွက်တတ်ဖြစ်နေပြီနောက်နောက်သေးရမှတိနေပြီကေစာရောကနောက်ဆုံးစစ်အောင်ငါဖေတေကန်ဒီမှာနောက်အဖေရလည်းအမေကိုတွေးနေတယ်အမေရဲ့လာတွေ့သေးပါစစ်အစိုးရအဲ့ချိန်မှာတွားတွေ့တွေ့ပြီးပြန်မလာနဲ့တူလာတကယ်အဲ့ဒီနေရာမှာဆိုရင်တောင်းတောင်းလူစစ်ဆိုဘလူဖြစ်ဖြစ်အောင်ငါလင်နောက်နောက်ဆုံးအချိန်ငါသားလေးနဲ့ကြံနေခဲ့မှာတွားမှာပဲဒါပေမဲ့အဲ့လိုအနေထားကိုကြောခိုင်းပြီးတော့တူတားနှစ်ယောက်နဲ့ဟဲ့ဒီတန်းပေါင်းများစွာပြည်သူနဲ့လဲခဲ့တဲ့မိမတရား ဒါဟာကျွန်တော်တို့တိုင်းပြည်အတွက်ကနောက်ထပ်ဒလို့ပေးဆက်မဲ့သူဆိုတာနှစ်ပေါင်းတစ်ထောင်ကြာကြာသွားမယ်တယောက်ထပ်ပေါ်တော့မလွယ်ဘူးเนาะနိုင်ငံရဲ့အကျိုးစီးပွားဘာယူထားတယ်ဒါပေမဲ့ဒလို့ဟာမျိုးကိုအခုလိုမျိုးအမှုတွေစင်းထောင်ထဲထည့်ရတယ်ကြိုက်ကြောက်ထောင်ထဲထည့်တာဒေါ်စန်းစုတီခန္ဓာကိုယ်ရို့တာထောင်ထဲထည့်လို့ရရလိမ့်မယ်ဒေါ်စန်းစုတီရဲ့တိတ်ခါတမာတိလုံးဝထည့်လို့မရဘူးဒေါ်စန်းစုတီရဲ့ဂုံပုတ်ကြိုက်ကြောက်ဖြစ်ဒါကြောင့်မလို့ပြောတာ လုံတဲ့လူတွေကတော့မချက်လားချက်လားတော့မသိဘူးမြင်တဲ့လူတွေကတော့ယိုလူမချက်မြင်သူချက်အနေထားဖြစ်နေเนาะအဲ့တော့ကိုထိန်လေးကလည်းကျေးဇူးတင်ပါတယ်အခုလိုမျိုးတော်လှန်ရေးပွဲမှာပါဝင်ကြတဲ့တခုတောက်ဖြစ်ပြီးလည်းကျေးဇူးတင်ပါတယ်ကျွန်တော်တို့တိုင်းပြည်အတွက်နောက်ထပ်တူရဲကောင်းတွေအများကြီးပေါ်ထွက်ဖို့လိုအပ်ပါတယ်အဲ့လိုလုံနိုင်ကန်နိုင်တဲ့လူစမ်းကောင်းတွေကိုလည်းကျွန်တော်တို့တွေတန်ဖိုးထားတတ်တဲ့တီတူတွေဖြစ်ဖို့လည်းလိုအပ်ပါတယ်ကျွန်တော်တို့တိုင်းပြည်ကလွတ်မြောက်လုံမှန်ရမယ်တိုင်းပြည်ပါဒီတစ်ခါမှလွတ်မြောက်ဘူးဆိုရင်ကျွန်တော်တို့ဘဝတွေအကုန်တုံးဖို့ပဲရှိပါတော့တယ်အားလုံးလွတ်မြောက်ပါစေလို့ဆုတောင်းပေးပါတယ်ကဲပါဒါကတော့ကျွန်တော်တို့လေစားရတဲ့ကိုစီတဲ့တင်လေးဖြစ်တာပေါ့နော်ဆိုတော့ ကိုစီပြောရတာလည်းအရင်ကကောင်းတယ်နောက်ပြီးကျတော့ကျွန်တော်တို့အတွက်ခွန်အားရစေတယ်လို့เนาะအတိတ်ပဲလည်းရှိတာပေါ့เนาะကျွန်တော်တို့အတွက်ဘိုးတို့မှစီလုံးဖို့အတွက်လည်းကျွန်တော်တို့လိုအပ်နေပါတယ်အဲဒါကြောင့်ပေါ့เนาะကျွန်တော်တို့အမေစုရဲ့ဒါဖြစ်တဲ့ကျွန်တော်တို့ကိုထိန်လင်းကိုလည်းဒီကနေ့ပေါ်မှာအရင်ကလေးစားပါကြောင်းကျွန်တော်တို့ပြောလိုက်ပါတယ်နောက်ပြီးကျတော့ကျွန်တော်ညီကောင်မများအနေနဲ့လည်းပေါ့เนาะဒီရဲ့ဗီဒီယိုလေးကိုကြည့်ရှုပြီးတဲ့နောက်ပေါ့เนาะကျွန်တော်တို့ပါမြင်ခဲ့လေကိုမြင်ခဲ့တဲ့အရာလေးကိုကွန်မန့်မှာရေးခဲ့ပြလို့ရပါတယ်။အဆောရှင်ကျွန်တော်နောက်ဆုံးတစ်ပုတ်အနေနဲ့ပေါ့နော်ကိုခင်ကျော်ရဲ့သတင်းလေးကိုကြည့်လိုက်အောင် ဒါတော့အမျိုးပါတာတာနာဆိုတဲ့အဘောမာတွေကိုဒေကော်ထားတဲ့ဗီဒီယိုဖိုင်တွေဖြစ်ပါတယ်ပေါ့နော်။နောက်ပိုင်းမှာတော့နည်းနည်းပါးဆဲတာလေးပါလို့ပေါ့နော်။ရိုင်းသွားလို့ရှင်လဲခွင်းလွတ်တော်မူပါလို့ကျွန်တော်တရားနေပြီးတော့မျက်နှာရခံပါတယ်။ဒါဆိုရှင်ကျွန်တော်တို့အတူတူအားရပါကြည့်လိုက်အောင်။ဟောလုံးမေဓမ္မဘေတော်သားညီကောင်မများအားလုံးမင်္ဂလာပါလို့မင်္ဂလာပါမင်္ဂလာမရှိပြင်မဲ့လေမြန်မာတို့ရဲ့ ဟိုရင်ကျင်းမှုတစ်ခုလို့อืมတုံးပြီးတော့မင်္ဂလာပါလို့ပဲနှုတ်ဆက်ပြရသေးဗျာဟုတ်ကဲ့ဗျာဒီကနေ့တော့နည်းနည်းကြမ်းပါပေါ့เนาะကြမ်းမယ်ကြမ်းမယ်ဘာကြောင့်ကြမ်းမလဲဆိုတော့ကြမ်းတင်တဲ့အချိန်ရောက်လာတဲ့အခါကျရင်ကြမ်းပြရမယ်เนาะဟုတ်တယ်ဗျာချောအနုနည်းနဲ့တုံးတင်တဲ့အချိန်ကျရင်ကျွန်တော်တုံးလာခဲ့ပြီပြီကြမ်းတင်တဲ့အချိန်ရောက်လာလို့ဒါကြမ်းပါကြမ်းပါမယ်လို့ကြွတင်ပြီးတော့ပလင်းခံပြစီစကားဘူးเนาะအဲ့တော့ဒီကနေ့ပေါ့เนาะ မြန်မာနိုင်ငံမှာတိုင်းချစ်ပြည်ချစ်နော်အမျိုးပါကြအပလာတွေပေါများသလောက်ဗျာနော်ဒီကနေ့ဒီအာနာရှင်ဖက်စစ်စစ်ခွေးတွေနော်အာနာရှင်ဖက်စစ်စစ်ခွေးတွေမနေ့တော့ပဲဒါလောလောလတ်လတ်နော်နောင်ချူမှာဟုတ်လားနောင်ချူမှာဘုံကျဲသွားတာယဟန်တန်ဂါရီကိုရင်လေးတွေသိသွားတာလဲတာမဟုတ်ဘူးနော်ပြည်သူတွေပါပါသေးတယ်ယဟန်တကအဲ့စာတင်ကြောင်းတိုက်မှာ ဘုံကျဲသွားတာအဲ့လိုစတင်ကြောင်းတိုက်မှာတော်လန်ရေးတမားရရှိလားဟမ်အဲ့ဒီသူတို့ပါဇက်ကတော့တဖွားဖွားတော့ပြောတယ်ဗျာနော်အဲ့ဒီအမျိုးယုတ်ကြီးကနော်မျိုးဘာလဲအမျိုးချစ်တာလားဘာသာချစ်တာလားဘာကောင်းလေးလဲတော့မသိဘူးနော်ပြောလိုက်တော့မြန်မာပြည်တွင်းမှာအေဂျင့်ဆိုအနေထိုင်လူတဲ့135မျိုးတော့ဒီကောင်ကြီးကအဲ့ဒီပါဇက်ကနေအဲ့ဒီ135မျိုးကိုပါဇက်ကနေမချဘူးဗျ။နော်မချဘူး။အဲ့လိုကောင်မျိုးတွေ 喏，没一路的，我们一路没有的。没有单线地铁，说了没一路没有的，好了，啊，没内容啊，难出嘛，没接到了，啊啊啊，没庐没庐路没有，不是个，发个啊里表呢么？到底呢差别吗？喏，到底呢差不嘛？哎哟，提供的不是讲到表里边，表里边，没妈痹对嘛？喏，以前乱里拆路的，对呀，东城阿庙多。 ညီကိုမောင်နှမအဲ့ဒါမျိုးချစ်မျိုးချစ်တို့ဟာအမျိုးဘာကြအပလာတို့တုံးတဲ့စကားတွေဗျာနော်နော်ဒါဆိုမင်းတို့ကပြောပိုင်ခွင့်မရှိဘူးလားအဲ့လိုမျိုးဟာဒီဖက်စစ်စစ်ခွေးတွေဖက်စစ်စစ်ခွေးအာနာရှင်တွေကဘုံသွားကျဲတာဟုတ်လားဒီလိုမျိုးသာသနာအဆောက်အဦတွေကိုဟိုသွားကျဲတာမင်းတို့ကပြောပိုင်ခွင့်မရှိတာမင်းတို့ကအာပီအာမြင်အာမြောက်လောက်ထားတာ ဟာမင်းတို့ဟိုဗါလေအမျိုးဘာသာသာသနာချစ်ပါတယ်ဆိုပြီးတော့မင်းတို့ပါဇက်ကတဖွားဖွားပြောနေပြီးတော့ဟာလာအဲ့ဒီဖက်စစ်စစ်ကွေးအာနာရှင်မင်းအွန်လိုင်းနဲ့တသက်လူတစုကဒီအောက်တန်းစားရုပ်မှကောက်ကျင့်နေတဲ့ဒီလူတစုကိုမင်းတို့မှပြောပိုင်ခွင့်မရှိဘူးလားဟာမင်းတို့ကိုမင်းတို့ကိုမင်းတို့အမျိုးဘာသာသာသနာလို့ခံယူကြတဲ့ကောင်တွေဟာမင်းတို့စပ်ပါဇက်ကဆုတ်ထားပါလားမင်းတို့ငါလိလာပါလားရှင်းနေမင်းတို့ကပြောလိုက်ရင်အမျိုးဘာသာသာသနာတွေအတွက်ဆိုအသက်ပေးပြီးတော့ကာခွယ်ပါမယ်ဟုတ်လားတလက်မမအထိမခံဘူးလို့ဟမ် မင်းတို့ပြောတာလားဟင်မင်းတို့စောက်ပစက်လေးလောက်တာလေးအခုကဲရှင်နေကိုပင်ကြော်ရဲ့တည်နေရတက်ပါပဲဆိုတော့မျိုးဘာသာတဏနာဆိုတဲ့ကောင်းနေမင်းတို့ကောင်းနေကြည်လိုက်နော်မင်းတို့နဲ့တန်တဲ့အရာပဲပြောသွားတာဆိုတော့နောက်တစ်ခေါက်ကြလို့ရှင်အမျိုးဘာသာတဏနာလို့မင်းတို့ပါဇက်ကနေမပြောနဲ့နော်အဲ့ဒါပဲပြောချင်တယ်ဆိုတော့ဒီရဘောမတွေအတွက်ပေါ့နော်ကျွန်တော်တို့စကလုံးလလလေးရှိလို့ရှင်လေကိုမမရေးခဲ့ပြပါအောင်ဆိုတော့ကျွန်တော်အများကြီးပြောတော့ပေါ့ဗျကျွန်တော်ဗီဒီယိုလေးဒီမှာပဲအဆုံးသတ်ပါတယ်ဆုံးထိလိုက်ပါချူချူပြတဲ့ညီကောင်မတို့မှာရောက်ချင်းတဲ့တိုင်းလည်းသူပြင်ကျေးဇူးတင်ရှိပါတယ်ဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကိုတင်ပြချက်လေးတွေရောကိုမမရေးခဲ့ပြပါအောင် ဒါဆိုလို့ရှိရင်ကျွန်တော်တို့တော်လိုင်းညကုံမမမအားလုံးဆက်စားရအောင်ဆင်ပြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။နောက်နေ့ကျမှပြန်တွေ့ကြမယ်။ကျမရေး user ကြမှာပါခင်ဗျာ။